ဂျပန်နိုင်ငံသို့ရောက်ရှိနေရတဲ့ရခိုင်ပအဝင်တိုင်းသားအင်အားစုတွေရဲ့စတုတ္တအကြိမ်များဖက်ဒရယ်ပွဲတော်ကိုတိုကျိုမြို့မှာဒီကနေ့ကျင်းပခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပွဲတော်ကိုဒီကနေ့နိုဝင်ဘာလ23ရက်ဒေသစံတော်ရှင်မနက်7:00နာရီကနေညနေ9:00နာရီအထိတိုကျိုမြို့မှာရှိတဲ့တိုယာမပန်ချံမှာကျင်းပခဲ့တာပါ။ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရဲ့အတွက်ဂျပန်နိုင်ငံရောက်တိုင်းသားအင်အားစုတွေဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကိုအားပေးထောက်ခံသူတွေနဲ့ຫນွေဥတော်လည်းအင်အားစုတွေက အတူတူကပူပေါင်းကျင်းပခဲ့တာလို့သိရပါတယ်ကျွန်တော်ဒီပွဲကိုလိုရတဲ့ယူရချက်ကဒီ Federal Democracy ပြည်ထောင်စုကိုအတူတူကတည်ဆောက်မယ်ဆိုတဲ့ယူရချက်နဲ့ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်ကျွန်တော်တို့အရင်ခေတ်ကမှဒီမိုကရေစီကိုတောင်းဆိုခဲ့တဲ့အချိန်မှာစစ်မှန်တဲ့ဒီမိုကရေစီလည်းမရခဲ့ဘူး Federal ပြည်ထောင်စုဆိုလို့ရှိရင်ပိုလို့တော့ဝေးပါသေးတယ်အခုချိန်မှာအလုံးကဒီမိုကရေစီပြည်ထောင်စုမှနေရက်တက်မနေပဲနဲ့ဒီတက်ပုံမြင့်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုအလုံးအတူတကွတည်ဆောက်မယ်ဆိုတဲ့ရည်မှန်းချက်နဲ့

တောင်ယိုးစတဲ့တိုင်းဒေသလူမျိုးအသီးသီးရဲ့ရွေးကြရင်ချင်းမှု အကအလှတွေနဲ့ချော်ဖြေခဲ့ကြပါတယ်။အလားတူတိုင်းဒေသဒေသအသီးသီးရဲ့ရွေးရအစားအသောက်တွေကိုလည်းတည်ခင်းရောက်ချခဲ့ကြပြီးရွေးရဖက်ရှင်တွေနဲ့အမတ်တရပစ္စည်းတွေကိုလည်းရောက်ချခဲ့ကြတယ်လို့သိရပါတယ်။ကျွန်တော်တို့ရေတိုင်းတစ်ပါးမှာကျွန်တော်တို့ရဲ့ရိုးရာယဉ်ကျေးမှုတွေကိုဒီလိုချပြနိုင်မှုဆိုတာကကျွန်တော်တို့အတွက်ခက်ခဲပါတယ်။ဒါပေမဲ့ကျွန်တော်တို့အခုတိုင်းရင်းသားအားလုံးစုစည်းညီညွတ်စွာနဲ့ဒီပွဲကြီးကိုကျွန်တော်တို့အောင်မြင်အောင်ပြုလုပ်နိုင်ပါတယ်။ဒါကြောင့်မလို့ ဒီလိုစီးလုံးတဲ့ရလက်တစ်ခုဟာကျွန်တော်တို့အတွက်ဘယ်လိုပြောမလဲနောက်ဖက်ဒရယ်မြန်မာနိုင်ငံတော့သက်စီကိုကျွန်တော်တို့ရှင်းလန်းရှိတဲ့အခါမှာဒီလိုစူစီအားနဲ့သာကျွန်တော်တို့လုံဆောင်နိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့နိုင်ငံကြီးကမင်းနဲ့မြန်တိုးတက်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကြာအဲ့ဒီပွဲတော်သို့ဂျပန်နိုင်ငံဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့တာဝန်ရှိသူတွေလည်းတရအမတ်စကပြောခဲ့တယ်လို့သိရပါတယ်အလာတူတူချွမြော့ကဒေတာအနာပိုင်းတွေလွတ်တော်အမတ်တွေ မြန်မာအရေးကိုအားပေးထောက်ခံတဲ့ဂျပန်နိုင်ငံကတက်သည့်ပညာရှင်တွေလည်းတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ကျမတို့တိုင်းနာရဲ့ဖေဒါပွဲဆောင်ရန်ရေးကြည့်ပါတယ်။တိုင်းနာတိုင်းမှာဝိုင်းမီဆောင်ရွက်ရမယ့်အရာအများကြီးရှိတယ်ဖေဒါပွဲတက်လဲဝိုင်းဝင်းမှုလိုအပ်ပါတယ်။နောက်ဆိုကျမတို့မြန်မာနိုင်ငံကဖေဒါဟို ကီးသွားနေတဲ့အချိန်မှာပြက်ကွက်လို့မရတာအရာကြီးအများကြီးရှိပါတယ်အဖက်ဖက်ကအားလုံးဝမ်းမှုမှကျွန်မတောင်းဆိုပါရစေရှင်ကျွန်မတို့ဒီလိုမျိုးတိုင်းနာပေါင်းစုံတွေ့ရတဲ့ပွဲကိုကျွန်မတို့ဝမ်းသာကူတည်နှူးဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျမတို့မြန်မာနိုင်ငံဟာတိုင်းဒေသများနဲ့စစ်စည်းတဲ့မြန်မာနိုင်ငံဖြစ်တဲ့အတွက်ကြောင့်တိုင်းဒေသပေါင်းစုံစစ်စုမှုဆိုတာအရင်အရေးကြီးတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကိုကြည့်ချင်းအပြင်တိုင်းဒေသရဲ့စစ်စုပစ္စည်းတဲ့တင်နေရာတွေတွေ့ရချင်ဖြစ်ပါတယ် ဒီပွဲကလည်းရရှိလိုက်တဲ့အကျိုးအမြတ်တွေကိုလေမြန်မာနိုင်ငံဒေသတည်တည်မှာရှိကြတဲ့စစ်ပေးဆောင်ပြည်သူတွေကိုလှူဒန်းပေးသွားမယ်လို့လေပွဲကိုဦးဆောင်ကျင်းပသူတွေကပြောပါတယ်။တရီယာအချိန်မြတ်ဖက်ဒရယ်ပွဲတော်ကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ18ရက်ကဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပခဲ့တယ်လို့သိရပါတယ်။ကျမအင်ဂျင်ဖြူပါ။